ားလုံးပဲမင်္ဂလာပါဒီဒီကန်းစာမှာတော့တရုတ်စကားပြောတွေ့ကိုလေ့လာသွားမှာပါဒီနေ့မှာတော့စကားစု55ခုကိုလေ့ရှင်းသွားမှာပေါ့နော်ပထမဆုံးဒီစလုံးလေးကိုကြည့်အောင်အလုံးလုံးတဲ့ကုံစော့ ကုံစော့ကုံစော့ဆိုတာကအလုံးလုံးတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ် valve တစ်ခုဖြစ်တယ်ပေါ့နော်ဒီစကလုံးလေးနဲ့ဝကြလေးတွေကိုဆက်ပြီးတော့လေ့လာကြည့်အောင်ဗျငါအလုံးလုံးတယ်ဝကုံစော့ဝကုံစော့ဝဆိုတာကငါပေါ့နော်ဒါကပြုလုပ်တဲ့သူ subject အနေနဲ့ဒီ verb ဖြစ်ရှိမှသုံးထားတာပေါ့ဒါကြောင့်မို့ငါအလုံးလုံးတယ်ဆိုရင်ဝကုံစော့အကယ်၍မင်းအလုံးလုံးတယ်ဆိုရင်你ကုံစော့သူအလုံးလုံးတယ်ဆိုရင်他ကုံစော့ အဖေလှုပ်လှုပ်တယ်ဆိုရင်ပပအကုန်းချော့အမေလှုပ်လှုပ်တယ်ဆိုရင်မမကုန်းချော့စသဖြင့်အစာထိုးပြီးတောက်လို့ရတယ်ပေါ့ငါလဲအလှုပ်လှုပ်တယ်ဝော်ရဲကုန်းချော့ရဲစာလေးပဲပေါ့နော်ငါလဲဆိုရင်ဝော်ရဲမင်းလဲဆိုရင်နီးရဲစသဖြင့်တောက်လို့ရအောင်နော်ငါလဲအလှုပ်လှုပ်တယ်ဝော်ရဲကုန်းချော့ဝော်ရဲကုန်းချော့သူလဲအလှုပ်လှုပ်လားထားရဲကုန်းချော့မအဲ့တော့ လာတလားလို့မေးချင်တဲ့အခါမှာနောက်ဆုံးမှမားဆက်မေကွန်းနဲ့စားလေးဒါလေးဝကြနောက်ဆက်ပုတ်ပေါ့နော်မားဆိုရဲမေဝကြနောက်ဆက်ပုတ်လေးကိုသုံးလို့ရတယ်ပေါ့နော်ဒါကတော့လာတလားမေကွန်းကိုမေးဖို့အတွက်အသုံးပြုတယ်ပေါ့အလုတ်လုတ်လားဆိုရင်ကုန်းစော့မှာသူလုတ်လုတ်လားဆိုထားကုန်းစော့မှာသူလည်းအလုတ်လုတ်လားဆိုရင်တော့ထားရဲကုန်းစော့မှာမင်းလည်းအလုတ်လုတ်လားဆိုရင်နီးရဲကုန်းစော့မှာဒီလိုပြောင်းပြောကြည့်နော် တူလုံးမလုပ်ဘူးထားပို့ကုန်းစော့ပို့ဆိုတာကတော့အငင်းပေါ့နော်အငင်းကရိယာဝိတ္တနာဖြစ်တယ်ဖက်ဖြဲရှိရနေအထူးပြုပြီးတော့ညင်းပေးတယ်အဲ့တော့ကုန်းစော့ဆိုရင်အလုံးလုံးတယ်ပို့ကုန်းစော့ဆိုရင်အလုံးမလုပ်ဘူးတူအလုံးမလုပ်ဘူးထားပို့ကုန်းစော့ထားပို့ကုန်းစော့တူလုံးမလုပ်တော့ဘူးထားပို့ကုန်းစော့လက်အဲ့တော့လက်ဆိုတာကအနောက်ဆက်ပုံလေးတစ်ခုဖြစ်တယ်ပေါ့နော်ခြေနေပြနောက်ဆက်ပုံသူကတော့ အခြေအနေပြောင်းလဲသွားတာကိုဖော်ပြတယ်ပေါ့ပုလတ်ဆိုရင်တော့ဒါမလုတော့ဘူးဆိုတဲ့အဓိပ္ပာယ်နော်ပုကုံးစော့လတ်ဆိုအလုံးမလုတော့ဘူးသူလုံးမလုတော့ဘူးထားပုကုံးစော့လတ်ထားပုကုံးစော့လတ်အလုံးမလုဘူးလားပုကုံးစော့မကုံးစော့မဆိုအလုံးလုံးလားအကေအငင်းတုံးလိုက်တယ်ပေါ့ပုကုံးစော့အလုံးမလုံဘူးပုကုံးစော့မားဆိုတာကအလုံးမလုံဘူးလား 不工作吗？不工作吗？没办法，露露嘞，你在哪里工作？အဲ့တော့ size ဆိုတာကမှာလို့အဓိပ္ပာယ်ရတယ်ဒါကဝိဘတ်တစ်ခုဖြစ်တယ်ပေါ့နော်ဒီ size ဆိုတဲ့ဝိဘတ်ကအများသောအားဖြင့်နောက်မှာနေရာနေရာတွေကိုသုံးလို့ရှိရဲ့နာလီဆိုတာနေရာကိုမေးတဲ့မေကွန်းတစ်ခုဖြစ်တယ်ပေါ့နော်မေကွန်းနဲ့ဆိုအဲ့တော့ကျွန်တော်ကဘယ်မှာဆိုရင် size နာလီ စိုက်နာလီတကဝိဘတ်စကစုဖြစ်သွားပြီဝိဘတ်စကစုဆိုဖဖရဲ့ရှေ့ရလေအထူးပြုပြီးတုံးတယ်ဆိုလိုတာကတော့စိုက်နာလီကုံးစော့လို့ပြောတယ်ကုံးစော့စိုက်နာလီလို့ပြောလို့မရဘူးပေါ့နော်อืมအဲ့တော့ပမာအလုံးလုံးလဲဆိုရင်စိုက်နာလီကုံးစော့မင်းပမာအလုံးလုံးလဲနေစိုက်နာလီကုံးစော့နေစိုက်နာလီကုံးစော့အဲ့တော့နာလီဆိုတဲ့မေခွန်းနံစားကိုကျွန်တော်တို့က စလုံးပြောင်းသုံးလို့ရတယ်ဒါကတော့မြောက်ပိုင်းလေတန်းပေါ့အဟွားရင်းနေနဲ့ပြောတာနာနာအဲ့တော့ခုနကစိုက်နာလီနဲ့စိုက်နာနဲ့ကြတော့ဘာမှမကွာအောင်ပြနော်ဒါကတော့ textbook တွေထဲမှာပါတဲ့အသုံးနှုန်းဒါကတော့အပြင်မှာသူကမြောက်ပိုင်းသားတွေသုံးတဲ့အသုံးနှုန်းပေါ့နော်စိုက်နာပမာလေပေါ့အဲ့တော့စိုက်နာကုံစော့ပမာအလုံးလုံးလေမေးပမာအလုံးလုံးလေနေစိုက်နာကုံစော့ 你在哪工作？အဲ့တော့ပြန်ဖြေတဲ့အခါမှာလည်းဒီမှာအဖြေလေးကိုထည့်ပြောလို့ရတယ်။在新加坡，Singapore မှာပေါ့။新加坡ဆိုတာ Singapore နိုင်ငံเนาะ။在新加坡工作အလုပ်လုပ်တယ်။အဲ့တော့ငါဆိုတော့我ပေါ့။ငါ Singapore မှာအလုပ်လုပ်တယ်။我在新加坡工作。 我在新加坡工作。အဲ့တော့စင်ကာပူဆိုတဲ့နေရာမှာလည်းတခြားနိုင်ငံတွေပြောင်းသုံးလို့ရတယ်။ဥပမာ我在台湾工作。台湾是台湾ပေါ့နော်။ငါ台湾မှာအလုပ်လုပ်တယ်။我在台湾工作。我在台湾工作。ဘယ်သူဆက်ရောက်မှာအလုပ်လုပ်လဲ။谁在工厂工作。工厂是石油ပေါ့နော်။在 we benefit တွေ့လိုက်တော့ 再有马则在工厂，在工厂工作着啊溜溜的。然后就那比溜的都有没进来卡，谁说的没工人啥的哦，都他那不呢？我把马就那着谁工作着也不都溜溜的，就那那压力特别紧哦。谁在工厂工作？不都个石油马啊溜溜的？谁在工厂工作？ ဲ့တော့ဒီမှာအဖြေပြန်ဖြေလို့ရကြည်ချင်းအမပေါ့နော်အဲ့တော့မေခွန်းနေရာမှာအဖြေလေးပြန်ထည့်လိုက်တယ်အမကဆက်ရုံမှာအလုံးလုံးပါလေကြည်ချင်း在工厂工作ကြည်ချင်း在工厂工作မြမလေးကကုမ္ပဏီမှာအလုပ်လုပ်တယ်။မိမိ在公司工作。အဲ့တော့公司啊ကုမ္ပဏီပေါ့နော် 在公司ဆိုရင် company မှာ工作အလုပ်လုပ်တယ် subject ပြုလုပ်သူကဘာလို့လဲညီမလေးမိမိဒီမှာကျွန်တော်တို့ညီလေးတို့မဟုတ်မောင်လေးဆိုရင်တီတီအကိုဆိုရင်哥哥စသဖြင့်ပေါ့နော်စားတော့ we don't လေ့ကျင့်လို့ရတယ်ဗျာနော်ဟုတ်ညီမလေး company မှာအလုပ်လုပ်တယ်မိမိ在公司工作မိမိ在公司工作မင်းလဲစားတော့ဆိုင်မှာအလုပ်လုပ်လား 你也在饭馆工作吗？အဲ့တော့ကျွန်တော်စတောက်ဆိုင်ကို饭馆饭馆ဒါကတော့ပြောက်ပိုင်းလေတံလေးနဲ့ဖတ်တာပေါ့နော်饭馆ဆိုင်ကမှာပေါ့နော်ခုနကလိုပဲကျွန်တော်ဝီဖတ်နဲ့တွေ့ထားတယ်စတောက်ဆိုင်မှာဆိုင်饭馆ကုန်းစော့အလုံးလုံးတည်းအဲ့တော့ကျွန်တော်မင်းလဲဆိုနီးရဲလာတလားဆိုနောက်မှာမားထဲလိုက်တယ်အဲ့တော့မင်းလဲစတောက်ဆိုင်မှာအလုံးလုံးလားနီးရဲဆိုင်饭馆ကုန်းစော့မှာ 你也在饭馆工作吗？杜讲风扇嘛，阿罗姆罗普，他不在手机店工作。手机是了很风我表了喏，店上晒，阿罗对他的风扇包，手机店，手机店。 ဲ့တော့ကျွန်တော်တို့ဝိဖတ်နဲ့သုံးထားတယ်စရှိုကြီးတဲ့ဖုန်းဆိုင်မှာကုန်းစော့အလုပ်လုပ်တယ်ကဲကျွန်တော်အငင်းသုံးတော့မယ်အဲ့မှာတခုသတိထားနော်အငင်းကကျွန်တော်တို့ပူဆိုတဲ့ negative adverb ကိုသုံးထားတယ်အဲ့တော့ဒီစကားလုံးကပုံမှန်အတိုင်းဆိုရင် verb ဖြစ်ရှိရပဲအထူးပြုတယ်ဆိုလိုတာကုန်းစော့ဆိုရင်ပူကုန်းစော့လို့သုံးတယ်အလုပ်လုပ်တာကုန်းစော့အလုပ်မလုပ်ဘူးဆိုပူကုန်းစော့ဒါပေမဲ့ဒီမှာဝိဖတ်စကားစုပါနေရဗျစရှိုကြီးတဲ့အဲ့တော့အငင်းနေသုံးလို့ရှိရင်ဝိဖတ်ရဲ့ရှေ့မှာပဲသုံးရတယ်ကျွန်တော်တို့အမှတ်တမဲ့ ်မှားတတ်တယ်ပေါ့နော်ဘလို့မှားတတ်လဲဆိုတော့ full site မှာ site show ကြည့်တဲ့အလုံးမလုံးကိုပို့ကုန်စော့အဲ့လိုမျိုးမှားတတ်တယ်အမှန်နော်ပေါ်စိုက်ရှိုးကြည့်တဲ့ကုံစော့음သူကဖုန်းဆိုင်မှာအလုံးမလုံးဘူးထားပူစိုက်ရှိုးကြည့်တဲ့ကုံစော့ထားပူစိုက်ရှိုးကြည့်တဲ့ကုံစော့ငါလုံးလုံးချင်တဲ့ 我想工作အဲ့တော့想ဆိုတာက အကူကရိယာပေါ့နော် auxiliary verb တခုဖြစ်တယ်ခြင်းနေပေါ့သူကစိတ်ကူးဆန္ဒတွေကိုပေါ်ပြတာပေါ့နော်တကယ်လုပ်တဲ့အစဉ်အထိရောက်ချင်မှလည်းရောက်မယ်လုပ်ချင်လည်းလုပ်မယ်မလုပ်ချင်လည်းမလုပ်ဒါပေမဲ့သူကစိတ်ကူးထဲမှာဖြစ်ပေါ်လာတဲ့ဆန္ဒတွေကိုပေါ်ပြမယ်ဆိုရင်တော့想လို့ပြောတယ်သူကအနာဂတ်ကိုရည်ညွှန်းတာဖြစ်တယ်ဒါပေမဲ့တေချာတိကျမှုမရှိဘူးပေါ့နော်အဲ့တော့အလုံးလုပ်ချင်တယ်ဆိုရင်想 工作，我搂搂起来，我想工作，我想工作。没来搂搂起来，你也想工作吗？你也想工作吗？哎呦，你也没来呗，姑娘，来呗，不咯？想工作，搂搂起来，马上啦。没来搂搂起来，你也想工作吗？你也想工作吗？ 我落没落节目，我不想工作，我不想工作。哎喽，想啥落节目？不想啥没落节目，说对白不？喏，工作啊落落的，哎喽，不想工作啥啊落没落节目？我不想工作，我不想工作，我落没落节目？明白喽，啊落没落去哪里？你为啥不想工作？ ဲ့တော့ဝေရှာဆိုတာကဝေရှမနော်อืมဒါကတော့ဒီတင်ကန်းစာတစ်ခုလဲကြည့်ရင်တော့နားလဲချင်မှနားလဲလိမ့်မယ်ပေါ့နော်ရှေ့ကတင်ကန်းစာကြီးထားတဲ့ចောင်းသားလေဆိုတော့ဒီသုံးနှောင်းလေးကိုတဖြည်းဖြည်းနဲ့နားလဲနားလဲလာလိမ့်မယ်ပေါ့နော် use လို့ဖြစ်လာလိမ့်မယ်အဲ့တော့ရှာဆိုတာကရှမဘာလဲဆိုတာပေါ့နော်အဲ့တော့ကျွန်တော်ကဝေရှမဆိုရင်ဝေရှာလို့ သုံးလေးရှိတယ်ဒါကစကပြောပုံစံတွေမှာတော့ဒီလိုသုံးတယ် textbook တွေထဲမှာတော့ဒီစကပြောပုံစံတွေကိုသိတွေ့မှာမဟုတ်ဘူးပေါ့နော်ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကအပြင်မှာပြောတဲ့ပုံစံတွေဖြစ်တဲ့ကြောင့်ဒါလေးတွေကိုသတိထားပြီးတော့လေ့လာမှတ်သားသင့်တယ်ဗျာနော်ဟုတ်အဲ့တော့ we shall ဆိုတာဘာဘာကြောင့်လဲဘာလို့လဲဘာဖြစ်လို့လဲအကြောင်းပြချက်မေးတာနော်ပို့ရှာကုံစော့အလုံးမလုံးချင်တာပေါ့အဲ့တော့မင်းပါလို့အလုံးမလုံးချင်တာလေနေဝေရှာပို့ရှံကုံစော့နေဝေရှာ 不想工作。အလုံးမလုံးချင်တော့ဘူးလားပို့ရှံကုန်းစောလမပို့ရှံကုန်းစောလမအဲ့တော့ကျွန်တော်ကပို့လဲ့ဆိုတာကမတော်ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အခြေအနေပြောင်းသွားတာကိုပြောတာအဲ့တော့ရှံကုန်းစောဆိုအလုံးလုံးချင်တယ် ပို့ရှံကုန်းစော့ဆိုရဲအလုံးမလုံးချင်ဘူးအလုံးမလုံးချင်ဘူးဆိုတာကအစကတည်းကအလုံးမလုံးချင်တာဒါပေမဲ့လှဲ့ထဲလိုက်ရဲ့လုံးချင်တဲ့စိတ်ကလည်းမလုံးချင်တဲ့စိတ်ကိုပြောင်းသွားတာဒါဆိုလို့ရှိရင်လက်နောက်ဆက်ပုံလေးထည့်ထုံးနေပေါ့နော်အဲ့တော့ပို့ရှံကုန်းစော့လက်အလုံးမလုံးချင်တော့ဘူးอืมမာဆာလာအဲ့တော့အလုံးမလုံးချင်တော့ဘူးလားပို့ရှံကုန်းစော့လားမပို့ရှံကုန်းစော့လားမ 明白吗？楼楼去哪里？你想在哪工作？哎呦。 在哪啥便利啊嘛在哪里都冇在哪工作အလုပ်လုပ်တယ်တကောက် weber စကစု သုံးထားတယ်အဲ့မှာလဲ auxiliary verb သုံးရသတိထားပါအခုကရိယာ auxiliary verb တွေဒီ weber ရဲ့ရှေ့ရပဲထားသုံးမိရတယ်အဲ့တော့ဒီစာကြောင်းမှာလဲအမှန်တမဲ့ကျောင်းသားတွေအမှန်မှားတတ်တာလေးတွေရှိတယ်ဒါကဘာလဲဆိုတော့ဘယ်မှာ在哪အလုပ်လုပ်ခြင်းနဲ့ရှံကုန်းစော့လို့ပြောရင် မှားတယ်ဗျဆိုလိုတာတော့ weber စကစုရဲ့နောက်မှာဒီ auxiliary verb ကိုထည့်ရင်မှားတယ်ဒါပေမဲ့ဟို ကြည့်ရတာကျတော့အစိုးရကျတော့အဲ့လိုမျိုးပိုလွယ်နေတယ်လို့ပဲလေစိုက်တော့ရှန်ကုန်းစောဆိုရင်မှားတယ်အမှန်တော့ဒီရှန်ဆိုတာက auxiliary verb ဖြစ်တဲ့ကြောင့်ဝိပက်ရဲ့ရှေ့ရပဲထားတော့ပေးရတယ်ပေါ့နော်ဒါကြောင့်မို့နေရှာစိုက်တော့ကုန်းစောဒီလိုပဲမေးလေရှိတယ်ပေါ့နော်မေးပမအလုံးလုံးချင်တာလေနေရှာစိုက်တော့ကုန်းစောနေရှာစိုက်တော့ကုန်းစော ငါနိုင်ငံမှာအလုပ်လုပ်ချင်တယ်ဝါရှာဇာဝိုက်ကွာကိုစောအဲ့တော့ဝိုက်ကွာဆိုတာနိုင်ငံခြားဝိုက်ဆိုတာကပြင်ပကွာဆိုတာတိုင်းပြည်နိုင်ငံပြင်ပနိုင်ငံဆိုတော့နိုင်ငံခြားပေါ့နော်ဝိုက်ကွာနိုင်ငံခြားဇာဝိုက်ကွာဆိုတာနိုင်ငံခြားမှာကုန်းစောအလုပ်လုပ်တယ်ခုနလိုပဲ auxiliary verb ကဝိပယရှိပါတွေ့ထားတယ်ဝါရှာဇာဝိုက်ကွာကုန်းစောဝါရှာဇာဝိုက်ကွာကုန်းစောအနိုင်ငံခြားမှာအလုပ်လုပ်ချင်တယ် ငါနိုင်ငံခြားမှာအလုပ်လုပ်ရတာကိုသဘောကျတယ်။我喜欢喜欢ဆိုတာကသဘောကျတယ်၊ကြိုက်တယ်၊နှစ်သက်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့။在外国နိုင်ငံခြားမှာကုန်းစော့အလုပ်လုပ်တယ်။နိုင်ငံခြားမှာအလုပ်လုပ်ရတာကိုသဘောကျတယ်။အဲ့တော့ဒီ ဒီမှာကျတော့ဒီပုံစံလေးမှာကျတော့ထူခြားတာလည်းရပါလဲဆိုတော့喜欢ဆိုတဲ့ verb ရဲ့ကုန်းစော့ဆိုတဲ့ verb ရဲ့ verb နှစ်ခုရှိတယ်ဗျ။အဲ့တော့ဒီမှာလည်းထူခြားတဲ့ပုံစံလေးပြောပြမယ်နော်။ဘာလို့လဲဆိုတော့ကျွန်တော်မြန်မာစာသားကိုလေ့လာကြည့်အလုံးလုံးရတာသဘောကျတယ်အလုံးလုံးထားအောင်အရင်ပြောတယ်သဘောကျတာအောင် နောက်ကပြောတယ်။ဒါပေမဲ့တေယုစကားကြတော့သဘောကျတယ်အလုံးလုံးတယ်ဆိုပြီးတော့သဘောကျတာကိုအရှင်ပြောတယ်။အဲ့ဒါကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဒီ verb တွေကိုအမျိုးအစားခွဲတဲ့အခါမှာရှင်ဟွမ်းဆိုတာက emotion လို့ခေါ်တဲ့စိတ်ခံစားချက်တွေနဲ့ပတ်သက်တာပေါ့နော်။အဲ့တော့သဘောကျတဲ့ကြိုက်တယ်ဆိုတာကျွန်တော်တို့ကဘယ်ရပဲကြိုက်တာလဲစိတ်ထဲကနေကြိုက်တာ။ဒါက sick ခံစားချက်ကိုဖော်ပြတဲ့ verb ဖြစ်တဲ့ emotional verb ပေါ့ကုန်းစော့အလုံးလုံးတဲ့အလုံးလုံးတဲ့ဆိုတာလက်တွေ့လှုပ်ဆောင်တာပေါ့နော် action verb လှုပ်ရှားဆောင်ရွက်မှုပြတဲ့ verb တစ်ခုဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကတရုတ်စကားမှာစိတ်နဲ့လှုပ်ဆောင်ခြင်းနဲ့ဆိုလို့ရှိရင်အမြဲတမ်းစိတ်ကပဲအရင်ဖြစ်တာပေါ့ဒါကြောင့်မို့စိတ်ကိုဖော်ပြတဲ့ verb တွေကိုရှေ့မှာထားတော့လေးရှိတယ်ဆိုလိုတာကတော့ အလုံးလုံးရတာသဘောကျတယ်ဆိုရင်အလုံးလုံးရတာသဘောကျတယ်ကုန်းစော့ရှိခွမ်းလို့မပြောရှိခွမ်းသဘောကျတယ်ပြီးတော့ကုန်းစော့အလုံးလုံးတယ်ဘာလို့လဲဆိုတော့ရှိခွမ်းဆိုတာကစိတ်ကိုခံစားချက်ကိုဖော်ပြတဲ့ verb ဖြစ်တယ်ဒါကြောင့်မို့ verb နှစ်ခုမှာသူကရှိကအနေပြီးတော့သုံးပေးရတယ်ပေါ့နော်ရှိခွမ်းကုန်းစော့အဲ့တော့ဒီကုန်းစော့ရဲ့ရှိမှာမှာဝိပတ်စကစုလေးခန္ဓာဇိုက်ဝိုက်ကိုကုန်းစော့အဲ့တော့ဒီတတွဲလုံးရဲ့ရှိခွမ်းရဲ့တွဲလိုက်တယ်ဝါရှိခွမ်းဇိုက်ဝိုက်ကိုကုန်းစော့ နာနိုင်ငံခြားမှာလှုပ်လှုပ်ရသဘောကြောက်တယ်ဝေါ်ရှီဝမ်ဇာဝိုက်ကောကုံးစော့ကဲသဘောမကြောက်ဆိုတော့ပူဟာတရားညင်းတယ်နော်ဝေါ်ပူရှီဝမ်ဇာဝိုက်ကောကုံးစော့ဒီလိုမျိုးပြောလို့ရတယ်ပေါ့ โอเคအဲ့တော့ငါနိုင်ငံခြားမှာအလုပ်လုပ်ရတာသဘောမကျဘူးဆိုရင်ခုနကဘယ်လိုပြောလဲပို့ဒီပို့ကကျတော့ကျွန်တော်တို့ကဒီသဘောကျတာမကျတာကိုညင်းဆိုတာပေါ့เนาะသဘောကျတာကိုသူကမကျဘူးဆိုပြီးညင်းဆိုတာဒါကြောင့်မို့ဒီ verb ကိုပဲကျွန်တော်ကညင်းထားတယ်ပို့喜欢သဘောမကျဘူးတဲ့ဟောဖို့喜欢ငါမကြိုက်ဘူးတဲ့ကြိုက်ဝိုက်ကောကုန်းစော့နိုင်ငံခြားမှာအလုပ်လုပ်ရတာပေါ့เนาะအဲ့တော့ငါကနိုင်ငံခြားမှာအလုပ်လုပ်ရတာကိုသဘောမကျဘူးဟောဖို့喜欢在外国工作 我不喜欢在外国工作。ဟုတ်ကဲ့ပါကျွန်တော်ရဲ့ Chinese for website e-learning membership program ညို့ဆိုပါရယ်ကျွန်တော် website မှာ member တစ်ချိန်ဝင်ထားရုံနဲ့တရုတ်စကားပြောအရေးဖတ်အတန်ထွက်တတာညံစမ်းတွေနဲ့ HSK သင်ခန်းစာတွေကိုခါမဲ့လေ့လာခွင့်ရမှာပါလေ့လာခွင့်ရရှိမဲ့ course တွေအတွက်80ကျော်ဖြစ်ပြီးတော့ဒီထဲမှာ video သင်ခန်းစာစုစုပေါင်း1600ကျော်ပါဝင်ပါတယ်တေချာနေစနစ်တင်တဲ့ချက်လက်သေးစိတ်ကိုတော့ကျွန်တော်ရဲ့ website စာမျက်နှာမှာ အလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်ပါတယ် website နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုတော့ Chinese for All page messenger ကနေ message ပေးဖို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျအခုသင်ခန်းစာလေးကိုဆက်လေ့လာကြည့်ရအောင်အလုံးလုံးတင့်တဲ့ရင်ကိုင်းကုန်းစော့ရင်ကိုင်းဆိုတာကတင့်တယ်ပေါ့နော်ဒါကလည်း auxiliary verb အခုကိရိယာတစ်ခုဖြစ်ပါတယ်ဒါကြောင့်မို့ verb ဖြစ်ရှိရတဲ့အထူးပြုပြီးတောင်းတယ်ပေါ့နော်အလုံးလုံးတင့်တယ် ကုံစော်ရင်ကိုင်းလို့ပြောရဲမှားတယ်เนาะဘယ်လိုပြောရလဲရင်ကိုင်းကုံစော်ရင်ကိုင်းကုံစော်အလုံးလုံးတင်နေမင်းလဲအလုံးလုံးတင်နေနီးရဲ့ရင်ကိုင်းကုံစော်နီးရဲ့ဆိုမင်းလဲပေါ့เนาะဥပမာငါလဲအလုံးလုံးတင်နေဆိုတော့ဝေါ်ရဲ့ရင်ကိုင်းကုံစော်သူလဲအလုံးလုံးတင်နေဆိုရင်ထားရဲ့ရင်ကိုင်းကုံစော်ဒီလိုအစားထိုးပြီးတုံးချီเนาะဟုတ်မင်းလဲအလုံးလုံးတင်နေနီးရဲ့ရင်ကိုင်းကုံစော်နီးရဲ့ရင်ကိုင်းကုံစော် 没的嘛，啰啰喋喋，你应该在这工作，你应该在这工作。 ော်ဒီမှာလဲကျွန်တော်တို့ကဝီဘတ်စကဆူပေါ့နော်စိုက်ချော့ကျော့စာဒီနေရာအဟွိုင်းလေးပါတယ်နော်ကောင်းပြီအဲ့ဒါကိုကျွန်တော်တို့တခြားဒါမြောက်ပိုင်းလေတန်းပေါ့တခြားဒေသအတူတွေကတော့ကျော့လီလို့ပြောတယ်စိုက်ကျော့လီအတူတူပဲနော်ကျွန်တော်စိုက်ကျော့တို့မဟုတ်စိုက်ကျော့လီကြိုက်တာတော့လို့ရတယ်ဗျာနော်ဘလို့ဖြစ်ဖြစ်သူကတော့ဝီဘတ်စကဆူဖြစ်တဲ့တကြောင်ဇာဖြစ်ရှေ့ရပဲထားတော့ပေးရတယ်ဗျာဒါကြောင့်မို့ကျွန်တော်တို့ကဒီမှာအလုပ်လုပ်တယ်ဒီနေရာမှာအလုပ်လုပ်တယ်ဆိုရင်စိုက်ကျော့工作ဒါမှမဟုတ်စိုက်ကျော့လီ工作 ဲ့တော့ရင်ကိုင်းတင့်နေဒါကကျတော့ auxiliary verb auxiliary verb တွေကဒီ we pat တွေရဲ့ရှေ့ရပဲဆက်သုံးပေးရတယ်เนาะပုံမှန်တိုင်းဆိုတော့ verb နာမကန်နေတာပေါ့ဗျာဥမာအလုပ်လုပ်တင်တာရင်ကိုင်းကုံစော့အဲ့တော့အမှတ်တမဲ့မှားတတ်တာတွေကဒီနေရာမှာစိုက်ကြော့အလုပ်လုပ်တင်နေရင်ကိုင်းကုံစော့ဒီလိုပြောရင်ပါတယ်เนาะသူက we pat ရဲ့ရှေ့ရထားသုံးပေးပါရင်ကိုင်းစိုက်ကြော့ကုံစော့မေတီမာအလုပ်လုပ်တင်နေနီအင်ကိုင်းစိုက်ကြော့ကုံစော့你应该在这工作。 ငါဘယ်တော့အလုပ်လုပ်တင်လဲ我啥时候应该工作？哎哟，啥子啦？知道可能可能表不的什么什么？知道啦？啊，比嘛是个表的，看叫了什么啥啥路表动力系列不？哎哟，啥时候啥？什么时候白到？什么时候白到？应该工作漏漏的嘞？哎哟，我白到漏漏的嘞？我啥时候应该工作？ 我啥时候应该工作？阿婆阿老没老电脑不？爷爷不应该工作了。爷爷啥阿婆不呢？不应该应该啥电脑？不应该啥没电脑不呢？没老电脑了，这个起的表达了。好比呢，没老电脑不？အခြေအနေပြောင်းသွားရပေါ့နော်ဒါကြောင့်ပေါ့လွတ်ကိုတုံးတယ်โอเคအဲ့တော့ပူရင်ကိုင်းလွတ်ဆိုတာမလုံးတင်တော့ဘူးဆိုတဲ့အတိပဲပူရင်ကိုင်းကုန်းစော့လွတ်ဆိုအလုံးမလုံးတင်တော့ဘူးပေါ့နော် အဖိုးအလုံးမလုံးတင်တော့ဘူးရဲ့ရဲ့ပို့应该工作了ရဲ့ရဲ့ပို့应该工作了ငါလုံးလုံးတော့မယ်ဝါရောက်工作了ဝါရောက်工作了အဲ့တော့ရောက် ရောက်ရဲ့အတိတ်ပဲကမဲမလို့ဆိုတဲ့အတိတ်ပဲသူကလည်းအနာဂတ်ကိုရည်ညွှန်းတာပေါ့ဒါပေမဲ့ရောက်ကိုတုံထားရင်တော့တိကျတဲ့သဘောပေါ့နော်များသောအားဖြင့်သူကဆုံးဖြတ်ပြီးတဲ့အချိန်ဒီမှာပဲတုံတာများတယ်ဥပမာဝေရောက်ကုန်းစော့ဆိုရင်ကအလုံးလုံးပဲဒါပေမဲ့လုတ်ကိုလုံးမယ်ဆိုတဲ့သဘောနော်အဲအဲ့တော့ဒီနေရာမှာ ရောက်နဲ့လဲ့နဲ့တွဲတုံတဲ့ပုံစံလေးကလုတ်တော့မယ်တော့မယ်တခုဖြစ်တော့မယ်ဆိုတဲ့အနာဂတ်တစ်ချိန်မှာမကြာမီအချိန်တည်းမှာလုတ်တော့မယ်ဖြစ်တော့မယ်ဆိုတာကိုပေါ်ပြလို့ရှိရင်ရောက်လဲ့ဆိုတဲ့ပတ်တန်နဲ့တုံတယ် ဟုတ်ပြီနော်ဟိုကကျွန်တော်တော့တွားတယ်ဆိုရင်ဇော်ဝါရောက်ဇော်လက်ငါတွားတော့မယ်ဟိုကရှစ်ဖန်ဆိုတမင်းစားတယ်ဝါရောက်ရှစ်ဖန်လက်ငါတမင်းစားတော့မယ်ဟိုကရှာယူဆိုမိုးရွာတယ်ရောက်ရှာယူလက်မိုးရွာတော့မယ်အဲ့တော့ဒီမှာပတန်လေးတစ်ခုရလိမ့်မယ်နော်တော့မယ်ဆိုရင်ရောက် plus verb object plus လက်ဒီလိုတုံးလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ရောက်ကုန်းစော့လက်ဆိုရင်အလုံးလုံးတော့မယ်ငါအလုံးလုံးတော့မယ်ဝါရောက်ကုန်းစော့လက်ဝါရောက်ကုန်းစော့လက် အခုငါအလုပ်လုပ်တော့မယ်ရှင်းဆိုင်အချိန်ထည့်သုံးလို့ရနော်ရှင်းဆိုင်我要工作了အဲ့တော့ရှင်းဆိုင်ဆိုအခုဆိုတဲ့အချိန်ပြတယ်နံတခုဖြစ်တယ်ပေါ့နော်အချိန်ပြနံတွေကဒီဝကြထဲမှာဆိုရင် subject ရဲ့ရှေ့မှာထားလိုက်ရတယ် subject နောက်မှာကတ်ထားလိုက်ရတယ်ဆိုလိုတာကတော့ရှင်းဆိုင်我တို့မဟုတ်我ရှင်းဆိုင်နှမျိုးလုံးသုံးလို့ရတယ်ဥပမာ我ရဲ့နောက်မှာထားသုံးကြည့်ပေါ့နော်ငါအခုအလုပ်လုပ်တော့မယ်我ရှင်းဆိုင်要工作了ဒါမှမဟုတ်ဒီတိုင်းပဲရှင်းဆိုင်我要工作了 ူတူပဲဗျာเนาะချက်တယ်လို့ပြောလို့ရတယ်အဲ့တော့ပြန်လေ့လာကြည့်ပါအခုငါအလုပ်လုပ်တော့မယ်现在我要工作了现在我要工作了အလုံးမလုံးနဲ့ပိုရောက်工作ပိုရောက်ပိုရောက်ဆိုတာကမလုံးနဲ့ဆိုပြီးတားတဲ့သဘောပေါ့နော်တားမြင့်တဲ့ပုံစံတွေမှာပိုရောက်လို့သုံးတယ်ဒါဆိုရင် तू က auxiliary verb တူလဲ verb ဖြစ်ရှိရပဲသုံးတယ်ပေါ့နော်အဲ့တော့ပိုရောက်工作အလုံးမလုံးနဲ့ sorry तू ကကျတော့ adverb ပြောတာမှားလို့ auxiliary verb ဟောတာ adverb ပေါ့เนาะအငင်း group ထဲမှာပါတယ်เนาะ negative group ထဲမှာပါတယ်ဒါ negative adverb လို့ခေါ်တဲ့အငင်းကရိယာဝိသေသနာဒါမှမဟုတ်ညင်းတာမတုံးတားတာမှာတုံးတယ်ဟုတ်ပြီเนาะအဲ့တော့ပူရောက်စာမလုံးနဲ့နောက်တစ်ခါပူရောက်နေတူတာဘာရှိသေးလဲပြဲပြဲလဲရှိသေးရပြဲကုန်းစော့အလုံးမလုံးနဲ့ပူရောက်ကုန်းစော့အဲ့တော့ပြဲနဲ့ပူရောက်နဲ့ဘာကွာလဲဆိုတော့တချို့ကမေးကြတယ်ဗျာဘာမှမကွာအောင်เนาะချိန်ထားတုံးလို့ရတယ်ပူရောက်ကုန်းစော့လို့ပြောလဲရတယ်ပြဲကုန်းစော့လို့ပြောလဲရတယ်အတူတူပဲခင်ဗျာเนาะဟုတ် အလုတ်ထပ်မလုံးနဲ့ပူရောက်စိုက်ကုန်းစော့အဲ့တော့စိုက်စာနောက်ထပ်ဒါကလည်း advert တခုပဲเนาะအဲ့တော့စိုက်ဆိုတဲ့ advert ကိုတော့ရေတတိထားသူကပူတော့ပူရောက်တော့နဲ့ဒီအငင်းနေနဲ့တွဲလို့ရှိရင်အငင်းပြီးမှစိုက်ကိုတော့လဲဥမာပူရောက်စိုက်ပြဲစိုက်ဒီလိုမျိုးတော့လေရတော့လေရှိတယ်ပေါ့နော်ကောင်းပြီကုန်းစော့ဆိုအလုတ်လုတ်တယ်စိုက်ကုန်းစော့ဆိုအလုတ်ထပ်လုတ်တယ်အလုတ်ထပ်လုတ်တယ်လှောက်ဆောင်ချက်ကြီးကိုသူကတားလိုက်တာမလုံနဲ့ဆိုပြီးတော့အဲ့တော့အလုတ်ထပ်လုတ်တယ်အလုတ်ထပ်လုတ်ခြင်းကို မလုံးနဲ့ဆိုပြီးတားလိုက်တာဒါကြောင့်မို့ပူရောက်ကဒီတတွဲလုံးရဲ့ရှီယာတော့တာပူရောက်စိုက်ကုန်းစော့အဲ့နေရာမှာကျွန်တော်စိုက်ပူရောက်ကုန်းစော့လို့မပြောဘူးနော်ပူရောက်စိုက်ကုန်းစော့ပူရောက်စိုက်ကုန်းစော့အလုံးထပ်မလုံးနဲ့ကောင်းပြီနောက်မှလွတ်စာလေးထည့်လိုက်ဒါအခြေလေးပြောင်းသွားကြအောင်ဖော်ပြနောက်စပုတ်လေးပေါ့နော်ပူရောက်စိုက်ကုန်းစော့လွတ်အလုံးထပ်မလုံးနဲ့တော့ဟုတ်ပြီနော်အကယ်၍ကျွန်တော်တို့ကအဲပူရောက်ကုန်းစော့လွတ်ဆိုရင်အလုံးမလုံးနဲ့တော့ 老太啥哩？听表见呢？不要再工作了，老他们老来了！不要再工作了，老他们老来了！老三楼的开始工作，开始是三点啊？喏，三点啊！那个三点 o 老楼的不？三点钟，老楼的，老三楼的，三点，老楼的开始工作，开始工作，开始工作。 ပေတော့အလုပ်စားလုပ်ပါလေရှားရှိဟောခိုင်းရှိကုန်းစော့ရှားရှိဟောစားပေတော့လေရှမရှိဟောနော်အတူတူပဲရှားရှိဟောခိုင်းရှိကုန်းစော့ပေတော့အလုပ်စားလုပ်ပါလေရှားရှိဟောခိုင်းရှိကုန်းစော့မနက်ဖြန်အလုပ်စားလုပ်ကြတာပေါ့မြင်ထန်းခိုင်းရှိကုန်းစော့ပါ မြင်ချမ်းစာမနှက်ဖြစ်ဟုတ်ပြီနော်မနှက်ဖြစ်သူကအချိန်ပြနန်တစ်ခုဖြစ်တယ်ဗောမြင်ချမ်းမနှက်ဖြစ်ခိုင်းရှိကုန်းစော့ပပစာတိုက်တွန်းတာအကျံပေးတာတောင်းဆိုတာပါဖော်ပြတယ်နောက်ဆပုတ်တစ်ခုဖြစ်တယ်ဗောနော် model particle ဝါချာနောက်ဆပုတ်သူကဝါချာနောက်ဆုံးမှာပဲထားတယ်နော်อืมမနှက်ဖြစ်အလို့စလို့ကြတာဗောမြင်ချမ်းခိုင်းရှိကုန်းစော့ပမြင်ချမ်းခိုင်းရှိကုန်းစော့ပ အခုအလုပ်စလုပ်ကြတာပေါ့ဆိုရင်ရှင်းဆိုင်ခိုင်းရှိကုန်းစောပါဒီလိုတော့လို့ရှင်းဆိုင်ခိုင်းရှိကုန်းစောပါဒီနေ့အလုပ်စလုပ်ကြတာပေါ့ဆိုဂျင်းထျန်ခိုင်းရှိကုန်းစောပါဒီလိုပြောင်းပြောလို့ရတယ်နော်ဟုတ်အလုပ်လုပ်ဖို့လိုအပ်တဲ့ရှိရောက်ကုန်းစောရှိရောက်စာလိုအပ်တယ်ပေါ့နော်လိုအပ်တဲ့ရှိရောက်ကုန်းစောအလုပ်လုပ်တာအလုပ်လုပ်ဖို့လိုအပ်တဲ့ရှိရောက်ကုန်းစောရှိရောက်ကုန်းစောရှိရောက်ကုန်းစောအလုပ်လုပ်ဖို့မလိုတော့ဘူးလား 不需要工作了吗？不需要工作了吗？ကောင်းပြီအဲ့တော့ရှေးရောက်စာလိုအပ်တယ်ပို့ရှေးရောက်စာမလိုဘူးပေါ့နော်ဒါဆိုရင်ရှေးရောက်ကုန်းစော့ကြတော့အလုံးလို့ဖို့လိုတယ်ပို့ရှေးရောက်ကုန်းစော့ကြတော့အလုံးလို့ဖို့မလိုဘူးအဲ့တော့အချင်းနေပြောင်းသားကြောင်းဖော်ပြတော့ဆပ်ပေါ်လေးထဲထဲတော့ဘူးအဲ့တော့ပို့လက်စာမတော့ဘူးပို့ရှေးရောက်လက်စာဒါမလိုတော့ဘူးလို့ပြောတာပို့ရှေးရောက်လက်မလိုတော့ဘူးဒါဆိုရင်ပို့ ကုံစော့လက်ဆိုရင်အလုံးမလုံးတော့ဘူးကိုကဒီထဲစာသားတွေကိုလည်းကိုကကိုဖြတ်ညက်ကလုံပြီးပြောလို့ရတာနော်อืมပို့ရှိရောက်ကုံစော့လက်ဆိုရင်အလုံးလုံးဖို့မလို့တော့ဘူးလားလို့မေးချင်တော့မှမားစာလေးထည့်လိုက်တယ်အဲ့တော့အလုံးလုံးဖို့မလို့တော့ဘူးလားပို့ရှိရောက်ကုံစော့လက်မပို့ရှိရောက်ကုံစော့လက်မမင်းအလုံးလုံးတာဘယ်လောက်ကြာပြီလဲနေကုံစော့တော့ချာ10ကျန်းလက်နေကုံစော့ ဒီကုန်းစော့စာမေးအလုံးလုံးတယ်မေးအလုံးလုံးတယ်ဒီအလုံးလုံးတဲ့လှုပ်ဆောင်ချက်ကြီးဟာနောက်မှာအခြေုံမေးမယ်ကြာချိန်ကိုမေးမယ်တော့ချာရှည်ချမ်းလက်ဘလောက်ကြာပြီလဲအဲ့တော့ချမ်းဆိုတာကရှည်လျားတာတော့စာဒီပါမေးကွန်ဘလောက်အဲ့တော့ဘလောက်ရှည်ကြလဲရှည်ချမ်းကအခြေအခြေဘလောက်ရှည်ကြလဲအလိုမေးရတော့ချာရှည်ချက်အဲ့ဒါကဘလောက်ကြာလဲဆိုတဲ့အဓိပ္ပာယ်နော်လှုပ်စာပြီဘလောက်ကြာပြီလဲတော့ချာရှည်ချမ်းလက်တော့ချာရှည်ချမ်းလက် ဒါဆိုရင်မင်းအလုပ်လုပ်တာဘယ်လောက်ကြာပြီလဲနေ工作多长时间了နေ工作多长时间了အဲ့တော့ဘလောက်ကြက်ကြာဆိုရဲမေကွန်းနံစာကိုနောက်ထပ်တမျိုးနဲ့တုံးလို့ရသေးတယ်။ဒါလေးကတော့ပို့တူတာပေါ့နော်။သူကတော့တောချီယောတောချီယော တော့ဆိုတာကဘယ်လောက်လဲဆိုတဲ့မိကွန်းနဲ့စာချိုးစာကြာတာအဲ့တော့တော့ချိုးဆိုတာဘယ်လောက်ကြာပေါ့နော်ဘယ်လောက်ကြာတော့ချိုးလက်ဆိုဘယ်လောက်ကြာပြီလဲတော့ချိုးလက်အဲ့တော့ကျွန်တော်ကပါနဲ့မေးထားတယ်ဒီကုန်းစော့မင်းအလုံးလုံးတာနေကုန်းစော့တော့ချိုးလက်မင်းအလုံးလုံးတာဘယ်လောက်ကြာပြီလဲနေကုန်းစော့တော့ချိုးလက်နေကုန်းစော့တော့ချိုးလက်အဲ့တော့ဒီမှာကျွန်တော်တို့ပြန်ဖြေလို့ရတယ်ငါလုံးလုံးတာ6လရှိပြီ 我工作六个月了，六个月，六个月啥？ချောက်လာပေါ့တတလုံးချင်းပါတာဗျာလာပေါင်း6ခုပေါ့เนาะတလာနှစ်လာသုံးလာဆိုရေတက်လိုက်တာဘယ်နှစ်ခုထိရေတက်လိုက်လဲ6ခုထိရေတက်လိုက်တယ်ဟုတ်တယ်မလားလက်လေးချိုးပြီးရေတက်လိုက်တလာနှစ်လာသုံးလာလေးလာငါးလာ6လာဆိုလက်6 6ချိုးလိုက်တယ် အဲအဲ့လို6ခုပေါ့နော်အဲ့လိုရေတွက်တဲ့လပိုင်း6ရေတွက်တဲ့လပေါင်း6ခုဆိုတော့6လကြာကျွန်တော်တို့ကဘာဖြစ်လို့အဲ့လိုပြောနေရလဲဆိုတော့ဒီ cot မပါရင်မှားမှဆိုလို့เนาะကျွန်တော်တို့အမှတ်တမဲ့ပေါ့နော်လေးရုပ်ဆိုတာ6ရွက်ရလအဲ့တော့6လဆိုရင်လေးရုပ်ရွက်လို့ပြောရင်ဒါအတိပဲပြောသွားလိမ့်မယ်အဲ့ဒါက6လ6လကြာလို့ပြောတာမဟုတ်6လပိုင်းကိုပြောတာ6လပိုင်းဆိုတာသိရမလား January February March April May June လို့ပြောတာเนาะအဲ့တော့တရုတ်တွေကလတွေကို ဇန်နဝါရီကနေဒီဇင်ဘာလေးကိုတစ်နှစ်သုံးလေးနဲ့ပဲသွားเนาะဥမာဇန်နဝါရီလဆို1ရက်2လပိုင်းပေါ့2လပိုင်း February ဆို2ရက်3လပိုင်းဆို3ရက်4လပိုင်းဆို4ရက်5လပိုင်းဆို5ရက်6လပိုင်းကျုံလာဆိုရင်လီယိုရွဲ့အဲ့တော့လီယိုရွဲ့နဲ့လီယိုကော့ရွဲ့နဲ့မတူဘူးပေါ့နော်လီယိုကော့ရွဲ့ဆိုတာ6လကြာလီယိုရွဲ့ဆိုတာ6လပိုင်းဂျုံလာကိုပြောတာအဲ့လိုမှားမှာဆိုလို့နော်အဲ့တော့သူကဒါတွေကကြာမြင့်ချိန်ဖြစ်တယ်ပေါ့နော်ကြာချိန်ပြလေကြာချိန်ပြလေဆိုရင် verb ရဲ့နောက်မှာထားတော့ 嗯，工作六个月了。အဲ့တော့ဒီနေရာမှာကြာလေးကောရွယ်နဲ့လဲ့နေတာတွေ့သူက6လကြာပြီဆိုပြီးတော့ဒီအပိုင်းကိုတွေ့တွေ့ထားတာလေးကောရွယ်လဲ့အဲ့ဒါကိုရှေ့ရ subject အပိုင်းလေးထဲတာဝါကုန်းစော့ငါအလုပ်လုပ်တာကဝါကုန်းစော့ငါအလုပ်လုပ်နေတာလေးကောရွယ်လဲ့6လရှိသွားပြီဝါကုန်းစော့လေးကောရွယ်လဲ့ဒီနေရာမှာကျွန်တော်တို့ခုနှစ်ပြောလဲရတယ်ဒီလိုပြောကြည့်မယ်ငါအလုပ်လုပ်တာတစ်နှစ်ရှိပြီဝါကုန်းစော့ဤနေရလဲ့ နှစ်ရဆိုတာကကြာမြင့်ချိန်နှစ်နှစ်ကြာပေါ့နော်ဤနှစ်ရဆိုတာတနှစ်ကြာလောက်ကပြီတနှစ်ကြာပြီဤနှစ်လက်တနှစ်ကြာပြီဘာလုပ်တာလဲဝါကုံးစော့ငါအလုပ်လုပ်တာอืมအဲ့တော့ငါအလုပ်လုပ်တာတနှစ်ရှိသွားပြီဝါကုံးစော့ဤနှစ်လက်ဝါကုံးစော့ဤနှစ်လက်ဝါကုံးစော့ဤနှစ်လက်ဒီမှာအလုပ်လုပ်တာတနှစ်ရှိပြီစရကြော့လီကုံးစော့ဤနှစ်လက် ဆိုင်ကြော်လီကြော်လီဆိုဒီနေရာပေါ့နော်ကြော်လို့ပြောလဲရတယ်ဒါမှမဟုတ်ကြော်လီဆိုင်ကဝီဘတ်ဝီဘတ်ဆိုတော့သူ့ရဲ့ရှေ့မှာတုံးတယ်ဒီနေရာမှာဆိုင်ကြော်လီပြီးတော့မှဝီဘတ်ဆက်ကဆိုတာဒီဖက်ဖြစ်ရှေ့အထူပြုတာကုန်းစော့ဆိုင်ကြော်လီကုန်းစော့ဒါကတစ်ဖြတ်ဥပမာတစ်နှစ်ကြာပြီးကြာဣနီယန်လက်ဒါကတစ်ဖြတ်ဟုတ်ပြီနော်သူကနှစ်ဖြတ်ခွဲထားတာအဲ့ဒါကိုတွဲထားတာဥပမာဣနီယန်လက်ဆိုတစ်နှစ်ကြာပြီးကျွန်တော်ကဒါလေးတစ်ဖြတ်ပြောလဲရတယ်ဥပမာခုနကပေါ့နော် တော့ကျော်စားဘလောက်ကြာကြာတော့ကျော်လက်ဘလောက်ကြာပြီလဲဤညံလက်တစ်နှစ်ကြာပြီဤညံလက်သူတပိုင်းနဲ့ပြောလဲရတယ်ကိုကဒီတစ်နှစ်ကြာပြီဆိုတာဘာကိစ္စတစ်နှစ်ကြာလဲရှိမှာအကြောင်းအရာလေးထည့်ပြောပေးတယ်နော်စကြော်လီကုန်းစော့ဒီနေရာမှာအလုံးလုံးတာဒီမှာအလုံးလုံးတာစိုက်ကြော်လီကုန်းစော့အဲ့တော့ဒီမှာအလုံးလုံးတာတစ်နှစ်ရှိပြီစိုက်ကြော်လီကုန်းစော့ဤညံလက် 在这里工作一年了，ဒီမှာခုနကလာအောင်ပြန်ထည့်ပြောလဲရအောင်เนาะ在这里工作六个月了，ဒီမှာအလုပ်လုပ်တာ6လရှိပြီဒါမှမဟုတ်တလရှိပြီဆိုတော့一个月在这里工作一个月了ဒီလိုမျိုးတွေအစားထိုးပြီးလေ့ကျင့်လို့ရတယ်ဗျာเนาะဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ